အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စက်တင်ဘာလ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့ရာဂါဆာမုန်တိုင်းပြီးတဲ့နောက်ထက်ဆင်မုန်တိုင်းဘူအားလွိုင်မုန်တိုင်းဖြစ်လာနိုင်ကြောင်းနဲ့ဒီမုန်တိုင်းသစ်ရဲ့မြန်မာနိုင်ငံပေါ်တက်ရောက်နိုင်မှုတွေကိုအားလုံးသတိထားရအောင်တင်ဆက်ပေးသွားပါမယ်ဖိလစ်ပိုင်နိုင်ငံကိုဖျက်ကျော်တိုက်ခတ်လျက်ရှိတဲ့မုန်တိုင်းဘူအားလွိုင်ဟာစက်တင်ဘာလ26ရက်ညမှာတောင်တရုတ်ပင်လယ်သို့ရောက်ရှိပြီးနောက်တိုင်ဖုန်းမုန်တိုင်းဘူအားလွိုင်ဖြစ်လာနိုင်ပါမယ်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီး ဗီယက်နမ်ကမ်းခြေကိုတန်းဟွာမြို့အနီးမြေပုံညွန်19.64 N 105.911 E မှဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။ကုန်းတွင်းလေဖိအားနှင့်ရန်ဝန်အဖြစ်စက်တင်ဘာလ30ရက်နေ့မှာရှမ်းပြည်နယ်အစီပိုင်းထိရောက်ရှိနိုင်ကြောင်း JDWC မှထုတ်ပြန်ချက် Warning 11မှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံအနှံပြားတွင်မိုးအထင်တင်မှမိုးများနိုင်ပြီးစက်တင်ဘာလ29ရက်နေ့ကနေ30ရက်တွင်မှာမိုးရွာသွန်းရရှိနိုင်မယ်။မိုးရေချိန်ပမာဏပုံကိုတင်ပေးထားပါတယ်။ စက်တင်ဘာလ29ရက်နေ့30ရက်နေ့မှာမိုးသည်ထန်နိုင်ပြီး possible cloud burst ကြောင့်နေရာကွက်ကြားမိုးများနိုင်ပြီးရုတ်ချင်းရေကြီးခြင်းတောင်ပြိုမြေပြိုခြင်းစိုက်ပြိုမြေလေဝင်များရေလွှမ်းခြင်းမြေရေမြင့်တက်ခြင်းကြောင့်မြေချောင်းကန်းဤအနိုင်ပိုင်းရပ်ကွက်များကျေးရွာများရေကြီးခြင်းတို့ဖြစ်နိုင်ပါတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသတိပေးထားပါတယ်အရှေ့ဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့ပြီးပင်လယ်ပြင်တွင်ဆက်လက်တည်ရှိနေသောဆိုင်ကလုန်းမော်တိုင်းဘူအားလိုင်းအမြီးရအမုံတိုင်းနှင့်မြန်မာပြည်ပေါ်တက်ရောက်မှုကတော့ 2025ခုနှစ်စက်တင်ဘာလကုန်အော်တိုဘာလလာဇန်းပိုင်းမှာရှမ်းပြည်နယ်အထူးမိုးကြီးရေချမ်းမှုတတိထားရပေဦးမယ်ခင်ဗျာဖိလစ်ပိုင်နိုင်ငံကိုဖျက်ကျော်တိုက်ခတ်ရရှိတဲ့မုန်တိုင်းပူအားလိုက်ဟာစက်တင်ဘာလ26ရက်နေ့မှာတောင်တရုတ်ပင်လယ်သို့ရောက်ရှိနိုင်ပြီးအဲဒီနောက်တိုင်ဖုန်းမုန်တိုင်းပူအားလိုက်အင်အားမြင့်မားလာနိုင်ပြီးအနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျှားပြီးဗီယက်နမ်ကမ်းခြေကိုတောင်ဟွာမြို့အနီးသို့ဝင်ရောက်နိုင်ပြီးကုန်းတွင်းမုန်တိုင်းဖြစ်အပြော့လာကမြန်မာနိုင်ငံရှိရှမ်းပြည်နယ်အရှေ့ပိုင်းထိအပြားခတ်နိုင်ကြောင်း မိုးလေဝသမြေပုံရာအဆိုပြုထားသောကြောင့်မြန်မာပြည်တွင်မိုးတဖန်ပြန်လည်ကောင်းနိုင်ပါれခင်ဗျာဒါဟာကြိုတင်အသိပေးခြင်းဖြစ်ပါれခင်ဗျာအခုဆက်လက်ပြီးမြေရေအခြေအနေများကိုတင်ဆက်ပေးသွားပါမယ်6နိုင်ခွဲချိန်တိုင်းထွာကြရမြေကြီးနားမြို့ရဲ့မြေရေဟာအနှုတ်14စင်တီမီတာပေဝက်နီနီခန့်ထက်ကြပါれမြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့36.3ဒီဂရီဆယ်စီယပ်ရှိခဲ့ပြီးယနေ့အနေအထားအပူချိန်ကတော့18.3ဒီဂရီဆယ်စီယပ်ဖြစ်ပါれခင်ဗျာ မြေကြီးနားမြေဟာစိုးရိမ်ရေအမှတ်1200စင်တီမီတာသို့ရောက်ရှိဖို့အတွက်986စင်တီမီတာ25ဘီခွဲကျော်ခန့်အလိုမှာရောက်ရှိနေပါတယ်။မြေရေအတက်ကြာပုံမှန်အနေထားခန့်မှာရှိနေပါမယ်။ထူးကဲမြေရေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။အေယာဝတီမြေအထက်ပိုင်းမှာမိုးအားအသင့်တင်ရှိနေပါတယ်။ရန်ဖန်ရန်ခါအေယာဝတီမြေစုံအထက်ပိုင်းမှာနေရာကွက်ကြားမိုးသည်ထန်စွာရွာသွန်းခြင်းများကြောင့်မြေကြီးနားမြေရေကြာဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ AR မြစ်အထက်ပိုင်းမေခမြစ်နယ်မလိခမြစ်ဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအသင့်တင်ရှိနေပါတယ်။ AR မြစ်ရိုးတစ်လျှောက်နဲ့ချင်းတွင်းမြစ်ရိုးတစ်လျှောက်မြစ်ကမ်းအနီးမြေနိမ့်ဒေသများနဲ့မြေနူးကျွန်းများတွင်စိုက်ပျိုးလုကင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအရာရင်မြကြီးကိုမိပြုနေထိုင်ရှာဖွေစားတောင့်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်မှရန်အတွက်တင်ပြပေးလိုက်ပါရစေ။ ပထမဦးစွာချင်းတွင်းမြေရေးအခြေအနေများကိုတင်ပြပေးသွားပါမယ်။26ရက်6လ2025ရက်နေ့6နာရီခွဲချိန်တိုင်းထွာချက်အရခန်းဒီမြို့ရဲ့မြေရေးဟာအနှုတ်15စင်တီမီတာပေဝက်ခန့်ထက်ကြပါရယ်။မုံရမြေရေးဟာအနှုတ်18စင်တီမီတာပေဝက်ကျော်ခန့်ထက်ကြပါရယ်။ချင်းတွင်းမြေထပ်ပိုင်းမှာလက်တလောတွင်ဘိုးအားအနှဲငယ်မှအသင့်တင်ရှိနေပါရယ်။ယခုရက်ပိုင်းတွင်ချင်းတွင်းမြေရိုးတစ်လျှောက်မြို့များအလုံးမှာအကြပ်ပတ်သူဥတီနေပါအောင်ပဲ။ ချင်းတွင်းမြေရေအတက်ကြာပုံမှန်အနေထားခံမှာရှိနေပါမယ်။ထူးကဲမြေရေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။ခန္ဒီမျိုးမြေရေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ဟုံမလင်းမျိုးမြေရေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ဖောင်းပြင်းမျိုးမှာမြေရေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။မော်လိုက်မျိုးမှာမြေရေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ကလေးဝမျိုးမှာမြေရေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ မင်းကင်းမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ကဏီမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မုံရမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ဆက်လက်ပြီး ARN မြေရည်ခြေနေများကိုတင်ပြပေးသွားပါမယ်။ဗမော်မြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ရွှေကူမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ကတာမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ထီးကြိုင်မြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ တပိတ်ချင်းမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မန္တလေးမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။စကိုင်းမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မြင်းမှုမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ပခုတ်ကူမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ရောင်ဦးမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ချောင်းမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မင်းမှုမြို့မှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ ကြားဖြတ်မှုရေးကြောင့်အနည်းငယ်ပြန်တက်ခဲ့ခြင်းဖြစ်ပါတယ်။မကွင်းမြို့မှာ မြေရေ ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကြားဖြတ်မှုရေးကြောင့်အနည်းငယ်ပြန်တက်ခဲ့ခြင်းဖြစ်ပါတယ်။အောင်လံမြို့မှာမြေရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ပြည်မြို့မှာမြေရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။စိတ်သာမြို့မှာမြေရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဟင်္ဒရာမြို့မှာမြေရေအတက်ကျမရှိရပ်တန့်နေပြီ။ယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါမယ်။ ဇလုံမြို့မှာမြေကြီးအတက်ကြမရှိရပ်တန့်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။အခုဆက်လက်ပြီးမြန်မာပြည်တို့လားမုံတိုင်းကြီးတွေရဲ့အချိန်နဲ့မုတ်တုံလေအားကောင်းမှုတွေကြောင့်မိုးကြီးနိုင်မဲ့ဒေသများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကချင်ပြည်နယ်မှာတော့များသောအားဖြင့်တာယာနိုင်ပြီးမိုးနှဲငယ်မှာမိုးတင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအောက်ပိုင်းနဲ့မကွေးတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာများသောအားဖြင့်တာယာနေပါမယ်။ မိုးအနေငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနေငယ်ကြီးနိုင်ပါမယ်မန်လေးဒေသမန်လေးတိုင်းဒေသကြီးတွင်မှာရှိတဲ့ခရိုင်အချို့နယ်နေပြည်တော်မှာများသောအဖြစ်တာယာနေပါမယ်မိုးအနေငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနေငယ်ကြီးနိုင်ပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းနယ်ရှမ်းပြည်နယ်အရှေ့ပိုင်းခရိုင်အချို့မှာမိုးအနေငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနေငယ်ကြီးနိုင်ပါမယ် ရှမ်းပြည်နယ်တောင်ပိုင်းခရိုင်များတွင်မှများသောအဖြစ်သားရနိုင်ပြီးမိုးနှင်းငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ကယားပြည်နယ်တွင်မှရှိတဲ့လွိုက်ကော့ခရိုင်ဒီမော့ဆိုခရိုင်ဘောလခဲခရိုင်မဲဆက်ခရိုင်တို့မှမိုးနှင်းငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှင်းငယ်ကြီးနိုင်ပါမယ်။အေအော်ဒီတိုင်းဒေသကြီးတွင်မှရှိတဲ့ဟင်္ဒရာခရိုင်ကျုံပြော့ခရိုင်မအူပင်ခရိုင် ဖြာပုံခရိုင်မြောင်းမြခရိုင် အသိန်ခရိုင်တို့မှာနေရာဆိတ်ဆိတ်မှာ နေရာကွက်ကြားမိုးနှဲငယ်မှာမိုးတင့်တင့်ရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ပါတယ်။မြန်အောင်ခရိုင်နဲ့လက်ပုတ်တာခရိုင်တို့မှာမိုးနှဲငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့တန်တွဲခရိုင်မှာမိုးနှဲငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ပါမယ်။ကြံခရိုင်များမှာများသောအဖြစ်တာယာနိုင်ပြီးမိုးနှဲငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့နေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးနှဲငယ်မှာမိုးအထင်တင်ရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ပါမယ်။ပဲခူးတိုင်းဒေသကြီးအတွင်းမှာတော့များသောအဖြစ်တာယာနိုင်ပြီးခရိုင်များတွင် နေရာချို့မှာမိုးနှဲငယ်မှာမိုးအထင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ကရင်ပြည်နယ်အတွင်းမှာရှိတဲ့တန်တောင်ကြီးခရိုင်ဖားပွန်ခရိုင်ဖအံခရိုင်လှိုင်းဘွဲ့ခရိုင် ကော့ဂရိတ်ခရိုင်မြောက်ရီခရိုင်ကြိုင်းစိတ်ကြီးခရိုင်တို့မှာမိုးနှဲငယ်မှာမိုးအထင်တင် နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။မွန်ပြည်နယ်တွင်းမှာရှိတဲ့ကြိုက်ထိုခရိုင်တထုံခရိုင်မော်လမြိုင်ခရိုင်နဲ့ရေးခရိုင်တို့မှာမိုးအနှဲငယ်မှာ မိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။တနင်္သာရီတိုင်းဒေသကြီးတွင်းမှာရှိတဲ့ပုတ်ပြင်းမြို့နယ်နဲ့ကော့တောင်းမြို့နယ်တို့မှာနေရာအနှံပြားမှနေရာစိတ်စိတ်မိုးအနှဲငယ်မှာမိုးတင့်တင့်ရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။ ။တဝိုက်ခရိုင်တွင်းမှာတော့မိုးနှင်းငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှင်းငယ်ကြီးနိုင်ပါမယ်။ဘိတ်ခရိုင်တွင်းမှာတော့နေရာစိတ်စိတ်မှနေရာကွက်ကြားမိုးအနှင်းငယ်မှမိုးတင့်တင့်ရွာသွန်းနိုင်ပြီးမိုးအနှင်းငယ်ကြီးနိုင်ပါမယ်။ဘင်္ဂလားပင်လယ်အော်နောက်မြောက်ပိုင်းမှာ 99B လေဖီအားနဲ့ရောင်းမှာလေတိုက်နှုန်း20မိုင်နှုန်းခန့်ဖြင့်တိုက်ခတ်၍အိန္ဒိယနိုင်ငံအိုဒီရှားပြည်နယ်နဲ့အင်ဒရာပရာဒိရှ်ပြည်နယ်တို့မှာလေပြင်းချိုတိုက်ခတ်ခြင်းနဲ့တူနေရာစိတ်စိတ်မူကြည့်ပါမယ်။ အခုနောက်ဆုံးအနေနဲ့စက်တင်ဘာလ28ရက်နေ့အတွက်အထူးမိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။ဂျမန်နေနနက်9:00နာရီခွဲချိန်မှယနေ့နနက်9:00နာရီချိန်ထိမိုးလေဝသတိုင်းထွာချက်အချင်းချင်းမှာလွန်ခဲ့သော24နာရီတွင်ကကချင်ပြည်နယ်တွင်တိမ်အထင်တင်ဖြစ်ထွန်းခဲ့ပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာကွက်ကြား၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာကျကျ၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်နေရာစိတ်စိတ်နဲ့ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထစ်ချုံရွာခဲ့ပြီးတနင်္သာရီတိုင်းဒေသကြီးတွင်နေရာကွက်ကြားမိုးကြီးခဲ့ပါတယ်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာတဝယ်မြို့တွင်3.39လက်မအုပ်ဖုံမြို့မှာ2.45လက်မဘိမ့်မြို့မှာ2.33လက်မကော့တောင်းမြို့မှာ2.28လက်မတထုံမြို့မှာ2.33လက်မကြိုက်ခမီမြို့မှာ1.89လက်မကိုကိုကျွန်းမြို့မှာ1.81လက်မ ပိုင်ကြုံမြို့မှာ1.85လက်မပင်လောင်းမြို့မှာ1.14လက်မနဲ့နေပြည်တော်ဇေယသီရိမြို့နယ်နဲ့တာယာဝတီမြို့တို့မှာ3.96လက်မစီလိုဖြစ်ကြပါတယ်။ဘင်္ဂလားပင်လယ်အော်အချိန်တွေကတော့ယနေ့မြန်မာစံတော်ချိန်10နာရီခွဲချိန်တိုင်းထွာကြများရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရေပုံဟာအနောက်ဘက်သို့ရွေ့ရှားခဲ့ပြီးပုံမူအားကောင်းလာကဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ဂျင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အလဲပိုင်းတို့၌အာကောင်သောလေဖီအားနှင့်ရေမုံအဖြစ်သို့ရောက်ရှိခဲ့ပါသည်အဆိုပါအာကောင်သောလေဖီအားနှင့်ရေမုံဟာအနောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းနဲ့ဂျင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အနောက်အလဲပိုင်းအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်တောင်ပိုင်းကမ်းလွန်အင်ဒရာပရာဒိရှ်မြောက်ပိုင်းကမ်းခြေတို့မှာနောက်24နာရီအတွင်းမုန်တိုင်းငယ်ဖြစ်သူပုံမအားကောင်းလာနိုင်က28ရက်9လ2025ရက်နေ့မှာအော်ရီတာပြည်နယ်တောင်ပိုင်း Indra Pradesh မြောက်ပိုင်းကမ်းခြေတို့ကိုဖျက်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအသင့်တင့်ဖြစ်ထွန်းနေပါတယ်။မနက်ဖြန်နေ့အထိခန့်မှန်းချက်ကရကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်ချင်းပြည်နယ် ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြားမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးအရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများကတော့ရန်ကုန်တိုင်းဒေသကြီးအရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ် ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာမိုးဒိန်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်မြမပင်လေပြမှာတော့မြမကန်ရုံနဲ့တခြားနယ်ကန်းလုံပြင်းနဲ့ပင်လေပြင်းတို့မှာရံဖန်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။ မိုးတက်လေပြင်းကြတဲ့ရေပြင်းပြင်းပြင်းလေးဟာတနအီလရင်35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမမြမကန်ရန်တချောင်းနဲ့ကန်းလွန်ပင်လေပြင်းတို့မှာ10ပေမှ12ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့ပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မိုးမီနယ်တို့မှာမိုးပိုလာနိုင်ပါတယ်။နေပြည်တော်နဲ့နီးတဝိုက်အတွက်မနက်ဖြန်နံနက်အထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြေဖြစ်ပါတယ်။ ရန်ကုန်မြို့နယ်နီဒဝိုက်ဒရမနက်ဖြန်နံနက်ထိခံမှန်းချက်ကတော့မိုးတကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြေဖြစ်ပါတယ်။မန္တလေးမြို့နယ်နီဒဝိုက်ဒရမနက်ဖြန်နံနက်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြေဖြစ်ပါတယ်။လာမယ့်စနေတနေ့ကနေအားလိုက်ရများအတွက်မိုးလေဝသခံမှန်းချက်ကတော့နေပြည်တော်နယ်ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာအနှံပြားနဲ့မန္တလေးတိုင်းဒေသကြီးမှာနေရာစိတ်စိတ်မိုးထစ်ချုံရွာမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ ားလုံးပဲကိုစိတ်နှပြအကျမ်းမှချမ်းသာကြပါစေခင်ဗျာ။